မင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေအတွက်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်ပြည့်စုံပြီးတော့လောဘစာရတွေပြေဝစေဖို့အတွက်ပေါ့ကျွန်တော်အနေနဲ့အထူးဆုတောင်းမေတ္တာလေးတစ်ခုပို့တာပေးပါမယ်ကျွန်တော်ရဲ့ချစ်တော်ဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်ပြည့်စုံဖို့အတွက်ပေါ့မြမပြည်မှာရှိကြကုန်သောတကိုးကြီးဖရာအဆူအဆူတို့ရဲ့မြစ်တာတန်တဲ့အတူမြမပြည်မှာရှိကြကုန်သော ယဟန်တန်ကတော့ဆရာတော်ဖျားရင်နဲ့အတူအထင်ကရယဟန်တာတွေလို့တမတ်သမုတ်ချင်းခံခဲ့ရတဲ့ဘုန်းတော်ကံတော်ကြီးမားကုံတော်မူသောဆရာတော်ဖျားကြီးရဲ့မေတ္တာဓာတ်နဲ့အတူဖျားကြီးတရားကြီးအောင်မှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့ကောင်းကျိုးလူရာဆန္ဒတွေပြည့်စုံကြပါစေအပူတွေကိုခဝါချနိုင်ပြီးတော့အေးချမ်းမှုတွေကိုပြည့်ပြည့်ဝဝရရှိပါစေတောကတွေကိုဥပက္ခပြုနိုင်ပြီးတော့ တရားတဘောကိုနှလုံးသွင်းပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံတဲ့ဘဝမှာအလူရည်ဆက်လက်နဲ့မကွာလူနိုင် တန်းနိုင်ကြပါစေမိသားစုဝင်အချင်းချင်းဖြစ်မဲ့တောကရီမိသားစုဝင်အချင်းချင်းဖြစ်မဲ့အပူအပင်အပူမီးတွေအားလုံးကိုပိန့်ကြာရွက်ပေါ်ရေမတင်တကယ်လို့ကင်းစင်လွင့်ပြောက်ပါစေဖရာတရားတန်ခါမိဘဆရာသမားနဲ့အတူဝိဇ္ဇာဆရာကြီးပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်တဲ့ကုသိုလ်နဲ့တည်းရဲ့မေတ္တာတန်တဲ့အတူ ဘဝတန်နေရမှာပြုခဲ့တဲ့ကောင်းကျိုးအဆုစုတွေကိုရရှိခံစားရပြီးတော့ကြီးပွားခြင်းချမ်းသာခြင်းပြည့်စုံခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းဆိုတဲ့အကြောင်းတရားတွေကို အရာအားလုံးပြည့်ပြည့်စုံစွာရရှိခံစားနိုင်ပါစေလို့ကျွန်တော်ကမေတ္တာပို့ဆုတောင်းပေးပါတယ်ခင်ဗျာအခုကတော့ကျွန်တော်က12လပိုင်းအတွင်းမှာကြုံတွေ့ရနိုင်တဲ့ဗုဒ္ဓဟူသားသမီးတွေရဲ့အဆိုးအကအကျိုးအကြောင်းတွေကိုဟောပေးမှာဖြစ်ပါတယ် ဗုဒ္ဓဟူသားသမီးတွေကမထင်မှတ်ပဲအတိုက်အခိုက်တွေကြားမှာပြားများပြီးတော့ဒုက္ခတွေဖြစ်စေတတ်ပါတယ်။ပိုင်ဆိုင်ထားတဲ့စီရင်အုပ်စိုးတွေရုံရော်သွားတာမျိုးတွေရပိုင်권ရှိတဲ့အခွင့်အလမ်းတွေလက်လွတ်ဆုံးချုံလိုက်ရတာမျိုးတွေအောင်မြင်မှုရှိစေနိုင်တဲ့အကြောင်းတရားတွေကိုဥပိ္ပခာပြုလိုက်ရတာမျိုးတွေအဆရှိတာတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ကိုယ်နဲ့ပတ်သက်ထားတဲ့အချို့သောသူတွေကကိုယ့်အပေါ်မှာမယုံသားကြတဲ့အပြင် ကိုယ့်ရဲ့ social နဲ့နာမှုတစ်ခုခုကြီးကြီးမားမားဖြစ်အောင်လို့စနစ်တကျအကောက်ကျန်တာမျိုးကိုလည်းကြုံတွေ့ရတတ်ပါတယ်မမီးရဲ့ဘဝမှာကြုံခဲ့ရမှုတဲ့အခက်အခဲတွေအားလုံးကိုခွာချနိုင်ပြီးတော့ကိုယ့်ဘဝကိုယ်ကံကိုယ်စားတာစမ်းစားတာတွေတက်လာစေဖို့အတွက် ကိုယ့်အိမ်ကကိုယ်ွယ်ထားတဲ့မြတ်စွာဘုရားရှင်ကို မနဲ့လက်ပဲညထက်ညက်အားလေးလဲကတ်လို့ပူဇော်စေခြင်းပါတယ်။ တနင်္လာနံဖြစ်သောပန်းကိုဖျားကိုလှူပေးပါ။ကြာသာပရိနံဖြစ်သောပတိနဲ့ပရိစိတ်တဲ့အလေးထားကိုလှူပေးပါ။မိမိရှောင်ရှားတဲ့နဲ့အရာလေးခုရှိပါတယ်။နံပါတ်၁ကတော့လောင်းကစားနဲ့ပတ်သက်တဲ့ယင်းဤမြုပ်နှံမှုတွေကိုရှောင်ရှားပေးရပါပါ။နံပါတ်၂ကတော့ငွေကြေးဥစ္စာဌာနအာမခန္ဓာတွေကိုရှောင်ရှားပေးရမှာပါ။နံပါတ်၃ကတော့ အင်္ဂါနံစပစ်စီနဲ့ပတ်သက်ပြီးတော့တောက်ကြတို့တနင်္ဂနွေတို့စီးတဲ့နောက်ကနေမောင်းတဲ့နောက်ကနေလိုက်စီးတာကိုရှောင်ရှားပေးရမှာပါ။နံပါတ်၄ကတော့လူမျိုးကြီးရင်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုနံမှုတွေကိုတတိတရထားပြီးတော့ရှောင်ရှားပြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာ။နောက်တစ်ခုကကိုယ်နဲ့ပတ်သက်ထားတဲ့လူတွေအပေါ်ကိုအရင်မျှော်လင့်ချက်တွေယုံကြည်ချက်တွေမပို့ပါနဲ့။ သူတို့တွေကကိုယ့်ဘောကိုတကယ်ကောင်းနေတာမျိုးမဟုတ်ဘဲနဲ့အတုံးချနေတာမျိုးတွေဖြစ်စေတတ်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ဇနီးတဲ့ကိုနဲ့ပတ်သက်တဲ့သူတွေကလည်းကိုယ့်အပေါ်မှာခဏတာအတွက်အပြောင်းလဲလေးတွေဖြစ်ပြီးတောကအပူတွေငိမ့်စေအောင်တောကအပူတွေတိုးစေအောင်လာပြီးတော့အပူပေးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အရင်တော့ဒီထက်ဟိုဘယ်လိုခေါ်မလဲကိုဒီတက်ပို့ပြီးကောင်းခဲ့ဘူးလေဆောက်ရှောက်ခဲ့ဘူးလေဆိုတဲ့သူတွေကတောင်းဒီ၁၂လပိုင်းထဲမှာကိုယ့်အပေါ်မှာပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့သဘောကိုပြတာပါ စည်းဝါးလလာပါးတွေရှင်ကျင်တယ်ကံကြံသားတွေကန်းစားသားတွေကောင်းကျင်တယ်ဆိုရင်တော့အာတလူဥပြုတ်ပြီးတော့မြတ်စွာဘုရားရှင်ကိုကတ်လူတာမျိုးဖရာအပြင်ယဟန်တန်ဃာတော်တွေကိုဆွန်းလောင်းလူတာမျိုးတွေလုပ်စေခြင်းပါတယ်ခင်ဗျာနောက်တစ်ခုကမိမိရဲ့ကံစားတာအညံ့နေရာတွေလွတ်မြောက်ချမ်းသာခွင့်ရရှိဖို့အတွက်အဝါရောင်ရှိသောနင်းစီပိုင်းကိုဖရာကတ်လူတာမျိုးတွေလုပ်စေခြင်းပါတယ်ပရိစိတ်တဲ့အခါကျရင်နမောဗုဒ္ဓတအရဟံတိဋ္ဌိဆိုတလုံးချပြီးတော့တရက်ကို၄ဘက်ဆိတ်စေခြင်းပါတယ်ခင်ဗျာ ဘဝကြီးမှာဒီတက်ပို့ပြီးတော့အောင်မြင်ခန္ဓာကြီးကျယ်တဲ့အနေအထားတွေရရှိခြင်းနဲ့ဆိုရင်ရတော့မိမိရှောင်ရှားမဲ့အရာဒီ၁၂လပိုင်းမှာ၄ခုရှိပါတယ်အနီရောင် အပြာရောင်အစိမ်းရောင်ပထောက်6ရောင်အဲ့ဒါတွေကဒီ17လပိုင်းအတွင်းမှာဆောင်းရင်ကိုယ်ကိုလက်လာပါးတွေပိတ်စေတယ်အခက်ခဲတွေဖြစ်စေနိုင်ပါတယ်လက်ရှင်စီမဲ့အရာကတော့အခုကျွန်တော်ဝတ်ထားတဲ့အရာမျိုးလေးတွေပါအဲ့ဒါတွေကလက်လာပါးကိုရှင်စီမဲ့ဒီအပေါ်ရောင်ပြောတာနော်လက်လာပါးတွေရှင်စီမဲ့ထူးခြားမှုတွေဖြစ်စေမဲ့ကောင်းသောပြောင်းလဲခြင်းတွေဖြစ်စေတတ်ပါတယ်အကျိုးပေးကဏ္ဍကတော့ငားတွေနစ်တွေကအကျိုးပေးကဏ္ဍမှာအဲပြီးတော့အဲ ကိုအကျိုးပြုစေမယ့်အရက်တွေဒါကတော့အနောက်မြောက်ရက်နဲ့အနောက်ရက်အနောက်အရက်တွေကအကျိုးပြုစေမှာပါခင်ဗျာဗုဒ္ဓဟူသာသမီး17လပိုင်းထဲမှာမဖြစ်မနေကြုံတွေ့ရမယ့်ကောင်းတဲ့အရာ၅ခုရှိပါတယ်နံပါတ်1ကမြေနဲ့ပတ်သက်ပြီးတော့ငွေဝင်တာမျိုးတွေဖြစ်တတ်တယ်နံပါတ်2ကတော့ ကိုနဲ့ပတ်သက်ထားတဲ့လူတချို့ကကိုကိုမုန်းနေတဲ့ကြားကမနာလိုတဲ့ကြားကပျက်စီးဆုံးရှုံးစေခြင်းနဲ့ကြားထဲကနေအောင်မြင်မှုတွေရပြီးတော့အထင်ကြီးရကြီးဝါတိုးတက်တာမျိုးတွေဖြစ်စေတတ်ပါတယ်။နောက်တစ်ခုကတော့ကိုနဲ့ပတ်သက်ထားတဲ့အချို့သောသူတွေကကိုယ့်အပေါ်မှာမယုံသားဘူးဆိုတာကိုယ့်စိတ်ကသိလာပြီးတော့မှသူတို့ကိုစင်ချင်းတုံ့ပြန်ရနေကိုယ့်ကိုအကျိုးပြုမဲ့မိကောင်းဆွေကောင်းတွေကိုရရှိစေတတ်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့အဝန်းကျင်မှာရှိနေတဲ့အချို့သောစီးပွားလုပ်ငန်းတွေ ကိုယ်အကျိုးမြတ်ပြုစင်မဲ့အရာတွေကိုကိုယ်တိုင်တွေ့ရှိမိပြီးတော့အဲ့အရာတွေကထူးထူးခက်ခဲအကျိုးပြုစင်မှာပါနောက်ဆုံးတစ်ခုဆက်လောက်ပိုင်းတတိယမတိုင်ခင်မှာမတင်မှာပဲကံတရားရဲ့အထောက်ပံ့နဲ့အညီငွေလုံးနဲ့ခက်ခဲနဲ့ရတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်ခင်ဗျာထူးထူးခြားခြားကံကောင်းစေဖို့အတွက်ကိုလက်ဖက်ထမင်းစွန့်တော်မကြာခဏတင်ပေးပါအာတလုဥဖုံဖုံကြီးကိုကတာမျိုးဖရာစွန့်တော်ကတာမျိုးတွေလှုပ်စေချင်ပါတယ်နောက်တစ်ခုကတော့ကိုယ်အိမ်ကကိုယ်ဝယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုမိမိရဲ့လက်နဲ့ ပုံမှန်လိန်ပေါ်ကြီးလေးကတ်တဲ့အလေးအထားလုပ်ပေးပါခင်ဗျာဒါကတော့ဗုဒ္ဓဘုရားသမီးတွေဆက်နလာပိုင်းမှာဖြစ်နိုင်တဲ့ကောင်းကျိုးအကြောင်းတရားလေးနဲ့လောက်ရမယ်အရာလေးတွေပါပဲဗုဒ္ဓဘုရားသမီးတွေကတေချာတော့ဆက်နလာပိုင်းကကျမ်းမာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံ့ပြီးတော့စိတ်ရုံစိတ်ကံတရားတာမျိုးဖြားတာမျိုးလေးတွေဖြစ်စေတတ်တယ်အဝေးမှာရောက်နေတဲ့သူတွေစီကတရင်ကောင်းကြားရတတ်တယ်မရရှိဘူးတဲ့အခွင့်အလမ်းတွေကိုရရှိခံစားရမယ်ကံတရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ် ဇာတာပတိနံဖြစ်သောပန်းကိုဖျားလူလူလည်းရပါတယ်ခင်ဗျာဒါကတော့ဗုဒ္ဓဘုရားသမီးတွေရဲ့အဆိုးကောင်းအကျိုးကြောင်းလေးပါအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ